အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ယောဖြစ်ပါတယ်2025ခုနှစ်နိုဝင်ဘာလ17ရက်စီးရီးသတင်းကောင်းတော့သုံးသချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ယခု YouTube ကနေလေးကိုလည်းဘုရားပြည်သူများအနေနဲ့လက်မလေးတွေထောင်းပြီးတော့ comment လေးတွေရေးပေးကြဖို့မေတ္တာရက်ခံပါရစေခင်ဗျာမန္တလေးမရယာမြို့နယ်မြောက်ပိုင်း တောင်တငါရွာဘက်ကနေချမ်းဖက်တက်ရဲ့စစ်ကြောင်းနေစပြီးလှုပ်ရှားလာကြတာကိုတွေ့ရပါတယ်။ဂျင်နတာနဲ့ဆယ်တော်ကြီးဘက်မှာလည်းလက်နေကြီးအထိုင်နေအခြေချပြီးတော့တက်ဆင်နေတာကိုလည်းတွေ့ရပါတယ်။ဆင်ကူးနယ်မြေတွင်းမှာထိတွေ့တိုက်ပွဲတွေပြင်းထန်လာမယ့်အနေအထားကိုနီးကပ်လာပြီးလို့ခန့်မှန်းရပါတယ်။ဆင်ကူးမြို့နယ်ဟာရေကောက်ပွဲမပြုတ်လို့မဲ့နယ်မြေဖြစ်ပေမဲ့မိုးကုံမြို့မိုးမိန်မြို့ဆေးရည်အခြေအနေပြောင်းလဲသွားမှုနဲ့အတူချမ်းဖက်တက်ရဲ့ ဆေးရည်မှန်းချက်ဦးစားပေးဒေတာဖြစ်သွားခဲ့ဟန်တူပါတယ်နောက်ဆုံးအချိန်လေးမိုးကမိုးမိုက်သတင်းတွေထပ်ပေါ်လာပြီးနောက်ပိုင်းမှာမရယာမြို့နယ်ချင်းရဲတိုက်ပွဲတွေကလည်းလို့အကြမ်းဖက်တိုက်ရင်ဆေးရည်လှုပ်ရှားမှုတွေဟာအမှတ်စာတုံးတောက်တော်တိုင်းပြည်လေးကျင်းကြောင်းဟိုရဲရင်နဲ့အင်အားဖြစ်တင်းမှုတွေကလွဲလို့ကြီးကြီးမားမားမတွေ့ရှိရဘူးဖြစ်ပါတယ်သို့တော့စီစစ်နေရတဲ့မြေပြင်သတင်းတွေမှာတော့အင်အားထောင်ခန်းအထိရောက်ရှိဖြန့်ခွဲထားတယ်လို့ဆိုပါတယ် ယခုလမကုံငယ်တဲ့မှာမန္တလေးပဲရာစင်ကူလန်တိုင်းအကြမ်းဖက်တပ်ရဲ့စစ်ကြောင်းတွေတက်လာနိုင်တယ်လို့ခန့်မှန်းရပြီးလက်ပံလာလမ်းစုံနေရာကိုရောက်ရှိလာနိုင်ွယ်ရှိနေတာကိုတွေ့ရပါတယ်။နောက်ဆုံးအချိန်တွေကစင်ကူလက်ပံလာကိုတော့အကြမ်းဖက်တပ်ကလေကြောင်းကနေနေ့စဉ်ရက်ဆက်ဘုံကျဲတိုက်ခိုက်မှုတွေတောင်းလျှောက်ပြုလုပ်လျက်ရှိတာကိုတွေ့ရပါတယ်။မကွေးတိုင်းတောင်ပြားကံမမြို့နယ်အတွင်းဒီအကြမ်းဖက်တပ်ဟာစစ်ကြောင်းတွေဖြန့်ခွဲလှုပ်ရှားလာခဲ့တာကိုတွေ့ရပါတယ်။မင်းတို့ ကမ္ဘာနယ်မြေမှာတော်လိုင်းအဖွဲ့ကြီးစိုးရနယ်မြေဖြစ်တဖြည်းဖြည်းရုပ်လုံးပေါ်လာတဲ့အတွက်စစ်ကောင်စီအတွက်တိတလို့လို့မတိတလို့လို့လုံနေလို့မရတော့ဘူးဖြစ်လာပါတယ်။ဒါကြောင့်တိတလို့လို့မတိတလို့လို့လောက်ရလဲဆိုတော့အကြမ်းတ်ရဲ့အင်အားဖြန့်ခွဲမှု အနေထားကြောင့်ဖြစ်ပါတယ်။စစ်ညင်တာထပ်ပြီးမဖွင့်ရတာမဖွင့်လို့တာဖြစ်ပါတယ်။ကြာရင်သူ့ဘာသာသူများတည်သွားမလားဆိုတာမျိုးလည်းဖြစ်ပါလိမ့်မယ်။အကြမ်းတ်ရဲ့လက်ကင်တော့ ပစယောပြည်သူစစ်တွေနဲ့မကင်းရမကင်းရောထိချောင်းထားနိုင်မလားမင်းတို့အချင်းချင်းအရင်ဖြစ်တာနဲ့ညာပြီးကမှမတို့စစ်ချောင်းတွေဝင်လာမယ်ဆိုပြီးတည်ထားပေးတာမျိုးလည်းဖြစ်နိုင်ပါတယ်မြေပြင်တိုက်ပွဲချေပွားခြင်းမရှိသေးပေမဲ့စစ်ကောင်စီရဲ့လက်ဝေကံတပ်တွေကပြည်သူတချို့အနည်းဆုံးတရားစင်ဝင်းကျင်လောက်ရှိပါတယ်ဖမ်းဆီးမှုတွေရှိနေတယ်လို့တော်လိုင်းတပ်တွေဘက်ကလည်းလက်တုပ်ပြန်မှုတချို့လည်းရှိနေပါသေးတယ် ကြည်မီကြောက်ဆောင်တမရစတဲ့ကြီးရွာတွေဟာပတိမိုရလမ်းပိုင်းမင်းတို့မယ်စလီဝေပေါလန်းကကြီးရွာတွေဖြစ်ပါတယ်မင်းတို့ချောင်းမေးရွာတွေဖြစ်ပြီးချောင်းရဲ့မြောက်ဘက်ချမ်းတရက်ချောင်းဘက်ချမ်းမှာကံမမြူနယ်ဖြစ်ပါတယ်ချောင်းရဲ့မြောက်ဘက်တရက်မြို့နယ်မဲဦးတော်မှာမိုက်ခရိုဝေ့စခန်းရှိပါတယ်မဲဦးတော်ကနေမြောက်ဘက်ဆက်ထွက်လာမယ်ဆိုရင်တရက်မင်းတို့ကားလမ်းဖြစ်ပြီးတော့နယ်မြေရဲစခန်းတစ်ခုရှိပါတယ် အနောက်ဘက်မှာတော့နမောက်တောင်လက်ပွားချင်းနဲ့ကံတွင်အရှိဘက်မှာတော့ပဇင်းနှိတ်စင်ကောမြို့လကစုံမြောင်ဆက်လေရွာတွေဟာမဲဥတောင်ချင်းပတ်လေရွာတွေဖြစ်ပြီးတော့ပဏိချောင်းကိုအမိတဲပြုထားကြတာဖြစ်ပါတယ်အစောပါလေးလားဟာကျွန်တော်တို့လူလူကောင်းသောဘိုးချုပ်အောင်ဆားရဲ့စားရန်ကြောက်ခဲအိမ်ရန်မြေကြီးဆိုပြီးအစခြီးခဲ့တဲ့အနည်းဆုံးရန်သူကိုရှာပြီးတတ်ကြပါဆိုတဲ့သမိုင်းဝင်စစ်ထွက်မိကောပြောကြားခဲ့တဲ့နေမည်ဖြစ်ပါတယ် ကစုံညောင်ရပါဆိုရင်ဘိုးကျောင်းအောင်ဆန်းခိတ္တတဲခုခဲ့တဲ့နေရှိနေပါသေးတယ်။စစ်တပ်မင်းကပြောခဲ့တဲ့ပုံနာရွာမှာတော့ကြောက်တိုင်ဆိုင်တူထားတာရှိပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကတော့မင်းလုံးမြို့နယ်အတွင်းပသိမ်မော်ရလမ်းပိုင်းပေါ်ကဝင်ရင်းရွာစစ်တပ်လုံရေးကွင်းကြီးကိုဒေချောင်းတိုက်ခိုက်မှုရှိခဲ့တယ်လို့သတင်းတဲ့တဲ့ဖတ်ပေါ်ခဲ့ပါသေးတယ်။မဟုတ်ပါဘူး။အဆိုပါနေရာဝင်းကျင်မှာစစ်ကောင်စီဝေကောက်ခိုင်ရေးခိစကားတခုရှိနေတာရဲ့ လေးမြန်အနိုင်ကြံသားမှုကြောင့်အထင်ကြီးပေပြောဆိုခဲ့ခြင်းသာဖြစ်ပါတယ်။မင်းတို့ကိုဆက်ခေါ်နဲ့စကားဝဲနဲ့ခေါ်မယ်ဆိုရင်တော့မိုက်တီးပေါ့ဗျာ။မိုက်တီးလေးတွေမိုက်တီးလေးတွေလို့ခေါ်ပါလေ။မင်းတက်ဆိုရင်လည်းမိုက်တီးလို့ခေါ်ပါလေ။ဇေဒရံတွေနဲ့သတိထားကြဖို့လိုအပ်လာပြီဖြစ်ပါတယ်။မိုက်တီးလူမိုက်တီးသားများသတိထားကြပါ။ဘာလို့လဲဆိုတော့အကြမ်းဖက်တဲ့စစ်ကြောင်းတစ်ချို့အနည်းနဲ့အမြန်ဝေရောက်လာနိုင်ွယ်ရှိပါတယ်။ ပဟုတ်မှုမျိုးနဲ့ကမ္မပတ်ချမ်းမှာတော့ပဟုတ်မှုခြေဆိုင်အမှတ်တရတဲ့ခြေလင်တက်မှဌာနချုပ်အတွင်းကလေဆက်တက်လေဒီပါရာမော်တာတွေပြန်တမ်းမှုတွေဟာခက်စိတ်စိတ်ပြုတ်လုလာတာကိုတွေ့ရပါတယ်။ကျောခြေဆိုင်အမှတ်23ကာဝေးပစ္စည်းစက်ရုံဟာလုံခြုံရေးတိုးမြင့်ထားလာရပါတယ်။ရခိုင်ပြည်နယ်နဲ့နီကဆက်ဆက်လျက်ရှိနေတဲ့စက်ရုံတွေရဲ့လုံခြုံရေးဟာမတိမငိမ်ဖြစ်နေရတဲ့အတွက်တော်လိုင်းရေးအားစုတွေအားကောင်းတဲ့စကားချင်းပြည်နယ်တွေနဲ့တစ်ဆယ်တည်းရှိနေတဲ့အတွက်နေလားညလားဆိုပြီးခံစစ် ြင်ဆင်နေကြပြီဖြစ်ပါတယ်။နိုင်ငံစစ်တင်လာရဲ့အောက်မဲ့ဗရန်ဒန်နယ်အတွင်းမှာတော့စာတက်ကူကြီးရွာမန်ချောင်းတာတောင်ဘက်သို့အင်အား30ခန်းရှိတဲ့စစ်ကြောင်းကြောင်းရွေးရှားသွားတာကိုတွေ့ခဲ့ရပါတယ်။ဗရန်ဒန်နယ်အတွင်းမှာတော့စာတက်ကူစုံကုန်းဗရာစစ်ကြီးတိုင်းစတဲ့ကြီးရွာတွေမှာအကြမ်းဖက်တပ်ရဲ့စစ်ကြောင်းတွေဟာလုံးထုံးပြီးတော့တွမ်းလာလှုပ်ရှားမှုမပြတ်တာကိုတွေ့ရပါတယ်။ ချင်းပြည်နယ်မြို့တော်ဟာကားကိုတော့ရဲရင်နဲ့အင်အားဖြစ်တင်းမှုတစ်ချိန်ပြုလုပ်လာခဲ့တာရှိပါတယ်။တိုက်ခိုက်ရေးစစ်သားအင်အားတွေမဟုတ်ပဲတရားမဝင်ရွေးကောက်ပွဲအတွက်လုံခြုံရေးပြုလုပ်မဲ့အကူအညီပေးရစေ၊ကူညီကြပါဆိုတဲ့ကိုလရွှေရဲအင်အားတွေကြီးတက်တက်ဖြစ်နေပြီးတော့ရဲရင်ပြန်လာတော့နေပြောင်းရက်ဖက်ဝန်ထမ်းတွေကိုပြန်လဲခေါ်ဆောင်သွားခဲ့တာကိုတွေ့ရပါတယ်။အခြားစီးရင်လုံရှားမှုသတင်းတွေကတော့အထူးတလဲမရှိလာဘူးဆိုပေမဲ့ဖလန်းမျိုးတို့ဥတီနေတဲ့အကြမ်းဖက်စစ်ကြောင်းတွေကတော့ ုံမှန်ရှိတဲ့နောက်ထပ်ပုံပုံများစွာချင်းမရှိပဲရွေးရှားနေသေးတာဖြစ်ပါတယ်။ AIW မြို့ပါကျွန်မဒေတာမှာတော့အာရခနဲ့ပူပေါင်းတပ်တွေရဲ့စီရေးဦးစားပေးညီမကြီးအားမြောက်ဆန်းအမြောက်တပ်အမှတ်344အမြောက်တပ်ရင်းဖြစ်နေသေးတာကိုတွေ့ရပါတယ်။ဥတီတိုက်ခိုက်လာတဲ့ကာလကြာစီလာခြင်းနဲ့အဓိကကြတဲ့ရင်းနှသာပူပေါင်းစစ်ဆေးခိတ်ကိုဟာထားမြဲဖြစ်တာကိုတွေ့ရတဲ့အတွက်အနောက်တောင်ပိုင်းတိုင်းစစ်လာနာချုပ်ကိုအလုံပေးထားတဲ့နီးပြူဟာတက်ခုဖြစ်ပုံရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာလည်းတီတာကုန်းပြင်းနေပြီးမှချစ်တွေ့မှုရှိခဲ့ပါတယ်။အဲ့ဒီချစ်တွေ့မှုဖြစ်စဉ်မှာအကြမ်းဖက်တပ်ဖက်ကအတုံယုံမက်ဆီကြိုက်ထားတယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ17ရက်နေ့မှာတော့မြောက်စန်းဒေသကနေစစ်ရင်နာ14စီးအားပဋိပတ်တဲ့အတွင်းကိုဝင်ရောက်လာခဲ့တာရှိပါတယ်။ဒေသခံတွေကတော့မက်ဆီကိုက်အလောင်းတွေခြံခွဲတည်ဆောင်သွားတာတွေ့ခဲ့တယ်လို့ဆိုပေမဲ့အခြေအတွေ့အတိအကျကိုတော့မသိရှိရသေးပါဘူး။ ကချင်ပြည်နယ်မြောက်ပိုင်းဟာတော့မြန်မာပြည်ရဲ့ရေဝေရေလဲဒေသလို့ခေါ်ကြပါတယ်။အဲဒီရေဝေရေလဲဒေသရဲ့အဓိကမချမ်းမောင်းမြို့နယ်မလိခမြဝန်းဒီစစ်ကောင်စီစစ်ကြောင်းတစ်ခုကို KIA ကချင်တို့မြောက်ရေးတပ်မတော်နဲ့ပူးပေါင်းတပ်တွေကအဆောင်ကျူတိုက်ခိုက်မှုပြုလုပ်နိုင်ခဲ့တာရှိပါတယ်။ အဆိုပါဂျာပြတရေမှုကြောင့်အင်အားစီစစဲ၎င်းစစ်ကြောင်းဟာအထိနာခဲ့ရပြီးလက်နက်ခဲယမ်းချို့ပါပြန်လည်တိတ်ထဲနိုင်ခြင်းမရှိပဲလုံရှာရန်အောက်ဘက်တန်ကြာနယ်မြေဘက်သို့အဆုတ်ခွာထွက်ပြေးသွားခဲ့ရပါမွန်ကြီးမြို့နယ်အတွင်းမှာပါတရားမဝင်ရွေးကောက်ပွဲဆောင်ရွက်နိုင်ခြင်းမရှိနိုင်ဘူးလို့ဒေသခံများအခံမှန်းလျက်ရှိပြီးငွေကြေးတက်နိုင်သူများဟာနေပြည်တော်ရန်ကုန်မန္တလေးစတဲ့မြို့များသို့ကြောင်းရွှေ့မှုတွေပြုလုပ်နေကြတာကိုခက်စိတ်စိတ်တွေ့လာရပါတယ် ချမ်းနေနေပြေကနေအားကောင်းတယ်ဘုံကြီးဘိုးကောင်းလူမြမာသာအကျန်းဖက်တိုက်ရဲ့ရွေးကောက်ပွဲမလုံနိုင်ခဲ့ဘူးဆိုရင်တော့မြကြီးသားမှာအခြေစိုက်ထားတဲ့ညဝိုင်းတဲ့စစ်တပ်သားကျော်ပါကြာရှိနေသေးတဲ့စစ်ချေကစိုက်စခန်းတွေဟာကချင်ပြည်နယ်အတွင်းကနေအလိုလိုရုံသိမ်းစုခွာသွားဖို့တောင်းမိဆန်နေပြီလို့ဆိုရမှာဖြစ်ပါတယ်ဘုံကြီးဘိုးကောင်းကိုတော့စစ်တပ်ချမ်းနေပြည်သူစစ်အားကိုယူပြီးတော့ရွေးကောက်ပွဲကိုမရရအောင်မဖြစ်ဖြစ်အောင်ခံရအနေနဲ့ လုတ်သွားမှာဖြစ်ပါတယ်။ကဲဝန်းနဲ့မြေတနေ့နိုင်တိုင်းတည်းကမြိတ်ပလော့ပလော့စိရချောင်းဇဝဲလမ်းမအခြေအနေတစ်ချက်ကြည့်ကြအောင်ပါ။မြေရုံနဲ့ပလော့ပြို့ချာမိတော်ချောင်းမကြီးကုန်းနဲ့ဇဝဲနဲ့ပလော့ချာရှင်တို့၆ချောင်းတို့ကတော့ပြေဆိုထားသေးတာဖြစ်ပါတယ်။ဒါကြောင့်ဒေသခံတွေကတော့အမရှိလမ်းမကြီးရဲ့မြိတ်ထွယ်လမ်းမကြီးကိုလက်တော်အားဖြင့်မလုံအပ်ပါကအသုံးမပြုကိုတိုက်တွန်းနေတာကိုတွေ့ရပါတ ျွန်တော်ရဲ့နေဦးတော်လိုင်းရဟာကာလရှည်ကြာလာတဲ့အခါမှာဝေဖန်မှုတွေများလာတယ်ဆိုတာကတော့အားလုံးသိကြပြီဖြစ်ပါလိမ့်မယ်။ကျွန်တော်တို့နေဦးတော်လိုင်းမှာခံစားရဆိုတာလစ်လီယူရှုထားလို့မရပေမဲ့စိတ်ခံစားချက်အတိုင်းတယောက်တစ်ပေါက်ထင်အားထလုပ်လို့လည်းမရဘူးဖြစ်ပါတယ်။တချို့တွေပြောပါတယ်။အလူဝေဘေးရောက်သွားပြီလေ။ကုံပြီပေါ့ဗျာ။ကုံပြီပေါ့ဗျာဆိုတာချစ်ပြပါကျွန်တော်တို့ တော်လှန်ရေးကာလမှာစစ်မတိုင်နဲ့ထမင်းစားပါပြီးရင်လက်နဲ့ဆိုတာက solid ရာသူလက်နောက်ကိုပါမသွားရင်ကိုယ့်စီမှာရှိတာမှန်ပေမဲ့ကျွန်တော်တို့ခဏခဏပြောမှုတဲ့အတိုင်းကြည်လန်ဆိုတာသုံးပုံပစ္စည်းဖြစ်ပါတယ်ကျွန်တော်ရှင်းပြပါမယ်ကျွန်တော်တို့သုံးနေတဲ့မောင်းမြန် rifle တနတ်တွေမှာလုံတွဲတာဆိုပြီးရှိပါတယ်လုံုံရေးအတွဲလိုက်တရောင်ချင်းပေါ့နော် safety ပြီးရင်ကျွန်တော်တို့ auto ပြီးရင် semi auto ဆိုသလိုဖြစ်ပါတယ် ဘာမှလို့ဆိုတော့လုံလုံရေးအတွဲလိုက်နဲ့တရောင်ချင်းလို့ခေါ်ပါတယ်။ကြောက်ဝမှုဆိုတာကတော့တရောင်ချင်းပါဒါဟုတ်တော့မြန်မာသာတပ်ပုံဆရာကြီးတရားမမြင်ပါစေနဲ့။တော့ကြာစပ်ပုံမှန်မှန်တော့လဲမှန်တော့ကောင်းကြီးဆိုပြီးဖြစ်သွားနိုင်ပါတယ်။ရခေဂျီတရီလို့ခေါ်တဲ့ BA CD တွေမှာတော့အထက်ပါအတိုင်းတသက်ကိုယ်ထဲမှာဗမာသာနဲ့ရေးထွေးထားပေမဲ့ MA CD တွေမှာတော့သင်္ကေတလေးသာရေးထွေးထားပါတော့တယ်။ BA CD တွေမှာလုံတာတွဲဖြစ်ပါတယ်။ ျွန်တော်တို့ MA series တွေမှာတော့လုံတွဲတာလို့ခေါ်ပါတယ်။ဆိုရရင်အဲ့ဒီအတွဲလိုက်နေရမှာကျွန်တော်တို့ဒီလုံကြုံရေးခလုတ်ကိုထားပြီးတော့တနက်ကိုပြစ်ခတ်မယ်။အဓိကအပြင်မောင်းခလုတ်ကိုလက်ညှိုးအလဲစစ်လေးနဲ့စက္ကန့်ပိုင်းညဖိထားလိုက်ရင်ကိုပဲကြည်စံ9000ပါ။ဘယ်လိုဆိုပြီးတော့ထွက်သွားပါလဲ။ဆက်ပြောမယ်စစ်တပ်ရဲ့တင်ရလာကိုတိုင်းထောက်ဖိတ်မှောက်ဖြစ်ပါတယ်ဓာတ်ဆိုတာကသူကဓာတ်ရင်ကိုကလည်းထင်ရမြင်အောင်ဓာတ်ဆိုပြီးတော့ပြစ်တာဖြစ်ပါတ ကျွန်တော်ဆိုရင်လည်းလက်ညံတဲ့အထက်မှာပါပါတယ်။မှောက်ပြီးပြီဆိုရင်တော့စောလေးကပြောသလိုပဲလက်ညိုးတကွေး9000လောက်ကတော့ဖြောကနေဖြောကနေချက်ချင်းထွက်သွားအောင်ပြန်ပြစ်လိမ့်ရှိပါ။ပြစ်ပြီးတာနဲ့နေရာချက်ချင်းရွှေ့ပါတယ်။တော်တော်များများကအတွေ့အကြုံရှိတဲ့သူတော်တော်များများဆိုပို့ဆိုးပါတယ်။မပြေရကြပါဘူး။ဘာဖြစ်လို့လဲဆိုရင်တနက်ကြီထွက်တဲ့နေရာညဘက်ဆိုရင်လည်းဒီလိုပေါ့နော်မိပွင့်သွားတဲ့နေရာကိုကောင်တာပြစ်ကြတယ်လို့ ကောင်တာပြစ်တယ်ပေါ့နော်ကောင်တာပြန်ပြီးတော့ပြစ်တတ်တယ်ပြီးရင်လည်းအမိတ်မရပဲပြစ်ခတ်တယ်ဆိုရင်ရောရမှာဆိုတဲ့အတွက်ကြောက်ကြတာဖြစ်ပါဒါရေရှည်အလုံးမဖြစ်ပါဘူးအဲဒီမှာပြောပါဦးမယ်ဒီနေရာမှာဒီကောင်ကစစ်သွေးကြတာဆိုပြီးမေးစရာရှိပါတယ်ကျွန်တော်စစ်သွေးကြမဟုတ်ပါဘူးကျွန်တော်လက်လက်ဆုံးမြည်ပြည်သူ့ဘက်ကိုရပ်တည်လာခဲ့တာ2021ခုနှစ်မလ17ရက်နေ့မှာဖြစ်ပါတယ်ကျွန်တော်ပြည်သူ့ဘက်ကိုလုံးဝပြောင်းမလဲခဲ့တဲ့သူဖြစ်ပါတယ် တကယ်လားလက်နဲ့ကန်ပြီးတိုက်ပွဲဝင်စိတ်ပြင်းထန်မှုဆိုတာမိမိကိုယ်တိုင်တိုက်ပွဲအတွင်းမှာ ရှင်သန်ရပ်တည်နေနိုင်မှုပဲအဓိကကြပါဆိုတော့တဖက်အဖွဲ့ရဲ့ပြစ်ခတ်မှုအောင်မှာလက်စစ်ခံရလို့မဖြစ်ပါဘူးဒီလိုပါပဲယခုတော်လိုင်းအဖွဲ့ရင်ဆိုင်နေရတဲ့အခက်အခဲတွေမှာဒီတစ်ချက်လည်းပါပါတယ်အကြမ်းဖက်တိုက်ရဲ့ပြားကိုချက်ချင်းမတုံ့ပြန်နိုင်ခြင်းဖြစ်ပါတယ် ယခုချိန်ဒီစစ်တပ်ရဲ့စစ်သည်ပြွာသည်အင်အားရဲ့တုံးစားပြစ်ခတ်မှုကိုကာဝယ်ယူပြီးရွေးချယ်မှုပြုလုပ်တယ်။ဒီဟာကိုပဲအသုံးပြုနေတာဖြစ်ပါတယ်။စိုက်ပွဲငယ်လေးတွေကိုမဆိုထားပါနဲ့ကျွန်တော်တို့ကြောင်မဲနောင်ချိုတီဘောမိုးပြဲဒီဘောစိုးလေးမှာကြည့်ကြည့်ရင်သိတာပါ။ကြည်အားရဲ့အင်အားအစမတန်သုံးပြီးတော့ဝေရောက်လာခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ပူပေါင်းတပ်ဖွဲ့တွေဟာပြည်အားနဲ့အင်အားကိုမရှင်နိုင်လို့ရိုးရိုးရှင်းရှင်းပဲတကယ်ကြီးချင်းစုပ်ခွာခဲ့ရတာဖြစ်ပါတယ် စိုက်ပွဲရလတ်တွေဟာကိုယ်ရီဘက်ကကိုယ်ဤကိုယ်သွေးလောက်ရီကန်ရီဖြတ်ထိုးညံကောင်းမွန်နေလို့အောင်မြင်နေခြင်းဖြစ်ပါတယ်ပြောရမယ်ဆိုရင်ကျွန်တော်တို့ခေါင်းသုံးနိုင်လို့ပေါ့နော်အဲတစ်ဖက်မှာလည်းပြောရမယ်ဆိုရင်ပေါ့စစ်တပ်ဘက်ကညံလုံးလို့လည်းခံစားနေခြင်းဖြစ်ပါတရားချင်းရှင်လာရင်ကျွန်တော်တို့ဟာအမှန်အတိုင်းပြောရမယ်ဆိုရင်အေးနေနေနေတာဖြစ်ပါတယ်ဆိုတော့ပြောနေတာခဲရအနေထားရကျွန်တော်တို့ဒီနောက်ဆုတ်ခဲရတာလေး တိုက်ပွဲဖော်ဆောင်ခြင်းပေမဲ့မဖော်ဆောင်ခဲ့ရတဲ့ဖြစ်စဉ်တွေဖြစ်ရတဲ့အဖွဲအများကြီးရှိပါတယ်ဆိုတော့ကျွန်တော်တို့ဒီခဲရန်ပေါ့နော်ခဲရန်ရရှိရေးအတွက်ဒီလိုမျိုးဖြစ်စဉ်တွေရှိလာတဲ့နောက်ပိုင်းမှာလက်ကုတ်တံပေါ့လက်ကုတ်တံဖြူရတဲ့တိုက်ပွဲတွေကလည်းကြားထဲမှာဖော်ဆောင်လာခဲ့တာတွေကိုတွေ့ခဲ့ရပါတယ်ဒါကြောင့်ကျွန်တော်တို့ကတိုက်ပွဲဖော်ဆောင်တဲ့နေရာမှာလက်ကုတ်တံရခြင်းမရခြင်းတဲ့ကျေလို့အားလို့လိုပါတယ်ဒါကြောင့် တိုက်ပွဲလက်ခုံကြံရအောင်တိုက်ပွဲတွေထက်တကယ်အောင်ပွဲအစ်စ်တွေကိုလည်းပေါ်ထောင်ဖို့လိုပါတယ်။ဒါကတော့ကြည်သူရဲ့ထောက်ခံအားပေးမှုဝေးရမှုဟာအများကြီးရေးပါပါတယ်။ဟာမင်းတို့ကလည်းခံလာရတာပဲပေါ့နော်ခံလဲခံလာရသေးတယ်ကြည်တယ်လည်းကုန်သေးတယ်ဒါမျိုးဆိုရင်လုတ်ခဲ့ရတာကအသက်တွေရင်းရတာဖြစ်ပါအခုအနေထားမှာကျွန်တော်တို့စစ်တပ်ဒီတပြည်လုံးအနေထားနဲ့တို့ထိုးစစ်ဆင်နိုင်မှုကိုပြန်ပြီးတားဆီးနေတာပါဒါပေမဲ့ဒီတော်လိုင်းရဲ့တပ်တွေဒီစစ်တပ်ရဲ့တိုက်စစ်ကို ရက်တန်သွားနီးနှုံးစုံနဲ့စ조사နေတဲ့အချိန်ဖြစ်ပါဒါကြောင့်ကျွန်တော်တို့ဒီစစ်တပ်ရဲ့တိုက်စစ်ကိုအခုချိန်မှာဒါအားလုံးဝိုင်းပြီးတော့တရားရင်ထဲတိုက်တာမဟုတ်ဘဲနဲ့နေရာတိုင်းမှာနေရာတိုင်းမှာစစ်တပ်ရဲ့ထွက်လာတဲ့ကျွန်တော်တို့ရေပွဲလိုထွက်လာတဲ့များလက်တံတွေအကုန်လုံးကိုကျွန်တော်တို့ဒီနေရာနေရာအားလုံးကပိုင်းဖြတ်ပေးရမှာဖြစ်ပါအဲနောက်တစ်ချက်ကကျွန်တော်တို့ဟိုလိုင်းအားကောင်းလာမှုနဲ့အတူလက်နက်ခဲယံ73ဆောင်ပစ္စည်းဈေးကွက်နဲ့ဈေးနှုန်းတွေဟာ ကျယ်ပြန့်လာပေမဲ့ကြီးမားလုံးခဲ့ရပါတယ်။ပြီးရတဲ့ရက်ပိုင်းဟာထိုင်းနိုင်ငံဘန်ကောက်မြို့မှာပြုလုပ်ထားတဲ့လက်နက်ပြပွဲတစ်ခုကိုတွေ့လိုက်မိပါတော်လိုင်းအောင်တော့လာလေလေလက်နဲ့ခရမ်းတွေဟာဈေးကွက်ရှိနေပေမဲ့ဈေးနှုန်းကတော့ကြီးပြင်းလာလေလေပဲဖြစ်ပါတယ်။တကယ်ကိုကြီးမြင့်တာပါကျွန်တော်တို့ဗာလဲဆိုရင်ကျွန်တော်တို့အရင်တော့ကြားဘူးတာ9.56 9.6နဲ့ကြီးတာဆိုတာ900တထောင်ပေါ့အလုံးလုံးရှိရအခုကကျွန်တော်တို့9600ကနေသသား တသားနဲ့တသောင်းပဲတချို့ဆိုရင်ဈေးကျတဲ့ဈေးတက်တဲ့အချိန်မှာပေါ့နော်ခြံများတက်အောင်မလားဆိုပြီးတော့ဝယ်လိုက်ပြီးတော့2000လောက်နဲ့တင်ဝယ်ပြီးဒီကြည်ဆိုင်ကြီးကိုကြည့်ပြီးတော့မပြည့်ရဲ့ပြန်ရောင်းလို့ရလဲမဖြစ်ပေါ့နော်တိုက်ပွဲဖော်ဆောင်ရမှာတောင်းနှစ်မျိုးနေတဲ့အနေအထားမျိုးတွေရှိပါအဲ့တော့ကြည်တန်းကကိုကသွားတိုက်တဲ့အခါမှာအကုန်လုံးကိုကိုလာတိုက်ဖို့အတွက်လဲခြံထားရတာမျိုးဖြစ်ပါတယ်ဒါကြောင့် ကျွန်တော်တို့မိဘပြည်သူတွေအနေနဲ့ကြည်သာကံပေးဆိုရင်ဒါလက်မတွန်ကြဘူးကျွန်တော်ကတော့မြစ်တာရက်ခံပြီးတော့အကြံပေးတင်ပြပေးခြင်းပဲဖြစ်ပါယခုချိန်ထိကျွန်တော်တို့ဒီတိုက်ပွဲတွေမှာကြည်သာခဲရဟာအဆုံးအဖြတ်အဖြစ်ရှိနေပါသေးတယ်ဆက်ရရင်ဈေးကြီးတာကတော့မတက်နိုင်ဘူးဒါဝယ်လို့ရနေသေးတာတောင်ကျွန်တော်တို့မှာကံကောင်းတယ်လို့ပဲဆိုရမှာဖြစ်ပါတယ်ဒါကြောင့်ဒီအခြေအနေကိုကျွန်တော်တို့အပြစ်တင်လို့မရပါဘူး ရောက်ပေးနေတာတောင်ကျွန်တော်တို့ဒီကျေးဇူးတင်ကြအောင်ပါပဲဖြစ်ပါတယ်။ဒါကြောင့်ချုပ်ရမယ်ဆိုရင်ခေရန်ရိတ်ခါလိုအပ်ချက်တွေကိုຫນွေဦးရှင်သာရပ်တည်နိုင်ရေးအတွက်နိုင်ငံတော်ပါဝင်ပေးကြမှာတော့ကျွန်တော်တို့ပြည်သူတွေအားလုံးရဲ့ကိုယ်စီတာဝန်ဖြစ်တယ်လို့တာဝန်ကိုယ်စီလည်းရှိနေပါကြောင်းအကျိုးမျိုးကြီးနှိုးဆော်သုံးသပ်တင်ပြလိုက်ရပါတယ်ခင်ဗျာ။ဆက်လဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။စိုက်ပွဲကြီးရေအောင်ပွဲကြီးရေ